မင်္ဂလာပါရှင်ဇူလိုင်လ2ရက်ဗုဒ္ဓဘူးနေ့အတွက်ရွှေရငွေရဲ့လှလှရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ပြည်တော်စုဝင်ကြီးဦးမမအောင်အမျိုးသားစာပေသူစီစီရွေးချယ်ရေးကော်မတီစာပေပိမှန်စာမှုစုရွေးချယ်ရေးအဖွဲ့တို့နဲ့တွေ့ဆုံတဲ့သတင်းဖြစ်ပါတယ် ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဥပမာအောင်ဟာဇွန်လ30ရက်နေ့နဲ့10နာရီကရန်ကုန်မြို့ပေါ်တထောင်မြို့နယ်တင်ပြူလန်းရှိပုံနေရေးနေထုတ်ဝေရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်အမျိုးသားစာပေစုစီတီရွေးချယ်ရေးကော်မတီနှင့် စာပေပိတ်မှန်စာမှုစုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့်တွေ့ဆုံကြောင်းသိရပါသည်။ ြောင်စုဝင်ကြီးကအမှားစကားပြောကြရမှာနိုင်ငံတော်ရဲ့အစ်မြင့်ဆုံးစာပေစုဖြစ်တဲ့အမျိုးသားစာပေတသက်တာစု အမျိုးသားစာပေစုနဲ့စာပေဝါဒနာရှင်များရဲ့အရေးသွေးပြေကောင်းမှုနဲ့စာမှုများကိုစာအုပ်ဖြစ်ထွက်ပေါ်လာစေရန်ပြောထောင်အားပေးသောစာပေဗိမာန်စုများကို1948ခုနှစ်မှစတင်၍အသွင်အမျိုးမျိုးဖြင့်ချိန်မြင့်လာခဲ့ပြီးမှယနေ့ထိတိုင်ဖြစ်ပါကြောင်းအခုနှစ်တွင်လည်းစာကောင်းပေမှုများနဲ့ ဘဝတသက်တာလုံးစာပေမှာနှိမ့်ညွတ်ထားခဲ့ကြတဲ့စာပေပညာရှင်ကြီးများကိုဂုဏ်ပြုချီးမြှင့်ပေးစေလိုပါကြောင်းပြောကြားပါရယ်။အဲဒီနောက်ပုံနေရင်းနှစ်ထုတ်ဝေရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကစာပေစုများချီးကျူးရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းများနဲ့ဆက်နွှဲဆောင်ရွက်ထားရှိမှုများကိုဆွေးနွေးတင်ပြပါရယ်။ အဲ့ဒီနောက်တယောက်လာကြတဲ့စာပေပညာရှင်ကြီးများကအမျိုးသားစာပေစုစာပေပိမ့်မန်စာမှုစုရေးချေရေးနဲ့ပတ်သက်ပြီးအကြံပြုဆွေးနွေးတင်ပြကြရာပြည်အောင်စုဝင်ကြီးကဆွေးနွေးတင်ပြချက်များအပေါ်ပေါင်းဆက်ညီနိုင်ဆောင်ရွက်ပြီးကဒီကုန်းချုပ်အမှာစကားပြောကြားကြောင်းသိရပါပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့နိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြန်မာပြည်တွင်စည်ရေးဝန်ထမ်းကြီးကြပ်တင်နှံဖွင့်လှစ်တဲ့တင်ပြဖြစ်ပါတယ်။ စည်ရီဝင်နဲ့ကြီးကျက်တဲ့အမတ်စဉ်98သဏ္ဍန်ဖွံ့ဖွဲ့ကိုဇွန်လ30ရက်နေ့နေ့ပိုင်းကနိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမပြည်ရှိရတနာသိန်းကခံမမှကျင်ပါရာနိုင်ငံဝန်ထမ်းတက္ကသိုလ်အောက်မြမပြည်မှဒုတိယဘာမကချုပ်တင်ကြားရေးဌာနကြီးမှုများဘာမခါများတင်ကြားပို့ချမဲ့ဆရာဆရာမများနဲ့တင်နန်းသားတင်နန်းသူများတက်ရောက်ကြကြောင်းသိရပါဗျာ သင်တန်းသူဝင်ကြီးဌာနနှင့်အဖွဲ့အစည်းများမှသင်တန်းသား22ဦး၊သင်တန်းသူ53ဦး၊စုစုပေါင်း84ဦးတက်ရောက်ကြပြီးသင်တန်းကိုဇွန်လ30ရက်မှစက်တင်ဘာ10ရက်ထိဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါဗျ။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ ထပ်မံတင်ဆက်ပေးမှာကတော့တန်လင်းမြို့နယ်တွင်မိုးစပါ9952အီကာပြည်မီရေအတွက်စတင်ဆက်ပြုလျက်ရှိတဲ့တဲ့ဖြစ်ပါတယ်။တန်လင်းခရိုင်တန်လင်းမြို့နယ်တွင်ယခုနှစ်မိုးစပါဆက်ပြုရသည့်တွင်တောင်သူများသတ်မှတ်အီကာပြည်မီစီရေအတွက်စတင်ဆက်ပြုလျက်ရှိကြောင်းသိရပါတယ်။အခုနှစ်တန်လင်းမြို့တမြို့နယ်လုံးတွင်မိုးစပါအီကာ9952အီကာဆက်ပြုရန်ရထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စပ်ပြိုးရေးဦးစီးဌာနမှသိရပါတယ်။တန်လင်မြို့နယ်စပ်ပြိုးရေးဦးစီးဌာနအနေဖြင့်မိုးစဘာဆိုင်တောင်သူများအတွက်မြို့စဘာတက်မီဩဇာနှင့်တွင်ရစုများအပြင်စပ်ပြိုးနှီးပညာများကိုပံ့ပိုးကူညီပေးလျက်ရှိပြီးမြို့နယ်စပ်ပြိုးရေးကြီးကြပ်မှုအဖွဲ့ကယာတာဆောင်လျက်ရှိတဲ့တောင်သူများတက်မတ်ဆိုင်ဤကပြည်မီဤအတွက်လိုအပ်သောပံ့ပိုးကူညီမှုများအားစပ်ပြိုးရေးဦးစီးဌာနကွင်းတာဝန်ခံဝန်ထမ်းများကကွင်းဆင်းဆောင်ပေးလျက်ရှိကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ thank you